အနီယောင်မီအန်ဖီနဲ့ချန်ပီယံဖြစ်မဲ့တနင်္ဂနွေညမှာမြင်တွေ့ခြင်းနဲ့အချက်6ချက်အားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးတင်းဟာတနင်္ဂနွေမှာကစားမဲ့စပါးနဲ့ပွဲစဉ်မှာတရေကြယုံနဲ့ပရီးမီးယားလိချန်ပီယံလိဖြစ်တော်မှာပါ ဆိုတော့ဒီ weekend MV မှာမျက်စုတို့မြင်တွေ့ချင်နေတဲ့အရာတွေရှိနေပါတယ်။ဂျားရက်မှာအာဆင်နယ်တို့ကအမှတ်ရောက်ခဲ့ပြီးတော့မှလီဗာပူးတို့ဟာချန်ပီယံဖြစ်ဖို့အတွက်အခွင့်အရေးကကိုယ့်လက်ထဲကိုရောက်နေတာဖြစ်ပါတယ်။အဆင့်16ကစပါးက MV မြေကိုဘာမျော်လင့်ချက်မှမပါဘဲလာရောက်မှာဖြစ်လို့ MV သားတွေအနေနဲ့အကောင်းဆုံးရင်ဆိုင်သွားဖို့ရှိနေပြီးတော့အခုပြောရမယ့်အချက်6ချက်ကတော့မျက်စုတို့မြင်တွေ့ချင်နေတဲ့အရာတွေပဲဖြစ်ပါတယ်။နံပါတ်1ကိုယ့်အလုပ်ကိုလှုပ်ရှားဖို့လိုချင် ရှင်းပါတယ်တရေရတာနဲ့ချန်ပီယံဖြစ်ပြီတွေဒီပွဲခြေချော်သွားလို့ရှိရင်လည်းနောက်ပွဲတွေအေးဆေးဆိုတဲ့အတွေးတွေကိုဖေးချိတ်ထားရမှာဖြစ်ပါတယ်ဟမ်စလော့ရဲ့ညင်အတိုင်းတပွဲချင်းစီကိုပဲအကောင်းဆုံးချင်းကပ်ပြီးတော့စပါးကိုလည်းအကောင်းဆုံးအနိုင်ကစားကကိုယ့်အလုပ်ကိုလှုပ်သွားတင်နေတာဖြစ်ပါတယ်နံပါတ်1ဟမ်ဖီညီကိုအနီရောင်တွေဖုံးလွှမ်းနေစီချင်းလက်ရှိကြားသိရတဲ့သတင်းတွေအရစပါပရိသတ်တွေကအဝေးကွင်းလက်မှတ်တွေကိုပြန်လည်ရောင်းချနေပြီးတော့မှလီဗာပူးပရိသတ်တွေကလည်းလိုက်လံဝယ်ယူနေတယ်လို့သိရပါဗျ။ ဒီပွဲစဉ်ဟာတကယ့်ကိုမှအရေးကြီးလာတဲ့ပွဲစဉ်တစ်ခုပါ။ FA မြေမှာအနီရောင်တွေကိုကွင်းလုံးပြည့်လွှင့်ထူရင်းနဲ့ချန်ပီယံဆုကိုသိမ့်ပိုက်သွားတင်နေတာဖြစ်ပါတယ်။နံပါတ်3 Mslot အနေနဲ့အရန်ကစားသမားတွေကိုတုံးဆွဲလာဖို့မျှော်လင့်ခြင်းပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်လာခဲ့တဲ့ကောလာဟာလာတစ်ခုဖြစ်တဲ့ဒါဝင်နူညက်စ်ရဲ့ပွဲ90ပြည့်တင်ကိုတော့အလုံးလေးတည်မှာပါဆိုတော့အယံခုံကဒါဝင်နူညက်စ်ကိုတုံးချင်းမတုံးချင်းကိုတော့မပြောလို့တော့ပဲနဲ့တခြားကစားသမားတွေဖြစ်တဲ့ အီလီယော့နဲ့ခီယီစာတို့ကိုတော့အမ်စလော့သုံးသွားဖို့ပြောင်းရတာပဲဖြစ်ပါတယ်။အထူးသဖြင့်ကတော့ခီယီစာပါပဲ။ခီယီစာကပရီးမီးယားလိစူပလာကြီးကိုလီဗာပူးအသင်းနဲ့အတူကန်မြောက်နိုင်ဖို့အတွက်နောက်ထပ်တပွဲလောက်ပွဲထွက်ကစားဖို့လိုနေတာဖြစ်ပါတယ်။ဒါအပြင်ပွဲစဉ်အပြည့်မဟုတ်ရင်တော့မှကွင်းလယ်လူအီလီယော့ကိုလည်းသုံးဆွဲသွားစီဖို့အတွက်မျှော်လင့်နေရတာပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးတို့ကရောဒီတစ်ချက်ကိုမြင်တွေ့ကြည့်ကြရလားရှင်။နံပါတ်၄ပောက်ကွဲထွက်လာမယ့်အောင်ပွဲခံရံတွေကိုမြင်တွေ့လို့နေခြင်း ကိုပိုင်ရည်ချင်းနဲ့ချန်ပီယံဆုကိုတင်ပိုက်လို့ရမယ်။တင်ပိုက်ရယူရမှာကလည်း MV မြေပါရဲ့ဖြစ်တာကြောင့်မလို့တင်းကနေညာဟာတကယ့်ကိုမှထူးရှယ်ညာညဖြစ်လာအောင်ပါပါ။လီဗာပူးပရိသတ်တွေကတော့ကွင်းတွင်းမှာပဲမကပဲနဲ့ကွင်းပြင်မှာလည်းပဲအောင်ပွဲခံဖို့အတွက် ပြင်ဆင်နေကြပြီလို့လည်းသိရပါဗျ။ဒီကွာလုံးကအနီယောင်ဖန်တွေရဲ့ပြင်းထန်တဲ့အပိမှုတွေကိုမျှော်လင့်နေမိတော့တာပါပဲဖြစ်ပါတယ်။နံပါတ်5ကွင်းအထွင်းကတန်စင်တေးသွားများ ချန်ပီယံဖြစ်ဖို့အတွက်နောက်ဆုံးသောအတားအဆီးကိုကြော်ဖြတ်ရမှာဖြစ်ပြီးတော့ Amslot နဲ့တကွာအသင်းသားတွေကိုတန်စင်တွေနဲ့အားပေးဝင်ရမှုတွေပြုလုပ်သွားစီချင်တာမျိုးဖြစ်ပါတယ်။ AV မြန်မာအတူတကွာရှိနေကြရမှာဖြစ်ပြီးတော့လွန်ခဲ့တဲ့9နှစ်ကခန်းစားမှုအရာသာမျိုးကိုထပ်ပြီးတော့ထိတွေ့ခန်းစားသွားရတော့မှာဖြစ်ပါတယ်။နံပါတ်6 Amslot ရဲ့ emotion slot ကတိတ်ပြီးတော့ပောက်ကွဲတက်လိရှိတဲ့နိဗျတူမဟုတ်ပါဘူး။ဒီစမ်းနေ့ညမှာဆိုရင်သူစီကနေပြင်းရှတဲ့အောင်ပွဲခံရခြင်းတွေကိုမျှော်လင့်နေရတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါလေဘဘူးအတင်းကတော့ဘသူမှထင်မှန်မထားတဲ့အရာကိုအကောင်းမွန်ဆုံးလုပ်ပြရင်းနဲ့စစ်မှန်တဲ့ချန်ပီယံဖြစ်ကြောင်းကိုမကြာမီအချိန်အတွင်းမှာတက်တေထူပြသွားတော့မှာပဲဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်